မိုးရီကုန်းရဲ့အပြိုင်ဂျိုးရှုအဘန်ကိုစိတ်ဝင်စားနေတာကြောင့်စင်ပေါ်တက်ကလက်ဝစ်ဂျိုရောမင်းကြီးဗြိတိသျှလုံးမဲမင်္ဂလာပါရှင်ဂျန်နယ်နော်လေး channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်မြမကုံဆောင်လက်ဝစ်တမဂျိုးရှုအဘန်ကိုတစ်ဖက်တက်ချစ်ကြိုက်နေတာကြောင့်လက်ဝစ်တင်နေပြီလို့ထင်သေးပြခန့်နေရတာကနိုင်ငံကျော်ရွှေနန်းတော်ယလနာရွှေဆိုင်ရဲ့တူဦးတီတော်သမီးလေးကြီးပါဒီအနိုင်ငံကျော်တယောက်စွာအစရောအကယ်ဒမီမင်းသမီးကြီးထိုးရင်တော်ဘွေရဲ့တူဦးတီတော်သူမဖြစ်တယ်လို့ ရွှေနန်းတော်ရန်နာရွှေဆိုင်ရဲ့တူတီတော်အမွေဆက်ခံသူတမီဖြစ်ပါတယ်။အခုရပိုင်းမှာတော့ဂျီနဲ့ပတ်သက်ပြီးဗီဒီယိုလေးတစ်ပိုင်းကအနန္တပေါ်မှာပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။အဆိုပါဗီဒီယိုပိုင်းကတော့ဂျီက professional လက်ဝတ်မဲ့တယောက်လိုလက်ဝတ်အဟိုင်းပြနေတာပါ။ဒါပေမဲ့ဂျီကသူဟာအလားအစမ်းရဲ့ညီမအလားဂျီစမ်းဖြစ်ကြောင်းလဲကြုံဝခဲ့ပါသေးတယ်။ပုံမှန်ဆိုကြာချမ်းသာကြွားတဲ့တရေသမီးလေးတစ်ယောက်ဆိုပေမဲ့တကယ့် professional လက်ဝတ်သမားလေးတစ်ယောက်နဲ့တူးနေတာပါ ဂျီယေကနာကိုကတကယ်အမမေဖိုက်တာတယောက်နဲ့တူးနေတာကြောင့်လဲပရိသတ်တွေကဂျီကို1ချန်ပီယံရှစ်လို့ပြန်ပွဲမှာအမှန်တကယ်လက်ဝှေ့ထိုးရမယ်ဆိုရင်မြမကုံကိုဆောင်းနိုင်မယ်လို့လဲပရိသတ်တွေကယုံကြည်နေတာဖြစ်ပါတယ်။တကယ်တော့ဂျီတယောက်အခုလိုလက်ဝှေ့ကိုရုတ်တရက်စိတ်ဝင်စားသွားတဲ့အကြောင်းရင်းကတော့ UFC ပြန်ပွဲမှာမြမကုံဆောင်အဖြစ်ကစားနေတဲ့ဂျိုးရှူအာဘန်ကြောင့်ဖြစ်တယ်လို့သိရတာပါ။ဂျိုးရှူအာဘန်ဆိုတာကမြန်မာပြည်ပေါ်ချင်းတိုင်းရင်းသားတဦးလည်းဖြစ်ပါတယ်။အခုတော့ဂျိုးရှူအာဘန်ဟာ UFC လိုကမ္ဘာအဆင့်မြင့်ဆုံး MMA ပြိုင်ပွဲမှာ ်မြန်မာအလံလွမ်းချုံကမြန်မာကိုစားပြုတ်ကစားနေတာဖြစ်ပါတယ်။ဒီလိုမြန်မာနိုင်ငံသားဖိုက်တာတယောက်နာမည်ကြီးနေတာကြောင့်လဲမြန်မာပြည်သက်တွေကဂျိုးရှုအဘန်ကိုအားပေးနေကြတာပါ။ဒီလိုဂျိုးရှုအဘန်ကိုအားပေးနေကြတဲ့အထဲမှာဂျီလဲပါဝင်နေတယ်လို့သိရတာပါ။ဂျီယန်ဂျိုးရှုအဘန်ကိုတော်တော်လေးကိုတဘောချနေတာကြောင့်လဝိမဲ့ဖြစ်အောင်စူးစမ်းလေးကျင့်နေတယ်လို့ဆိုပါတယ်ဒီမတိုင်ခင်မှာတော့ရွှေနန်းတော်ရဲ့သမီးကြီးဟာမြမအိုက်တဲ့ဆိုတော့ပြုံးမြအောင်နဲ့ချစ်ကြိုက်နေတယ်လို့သတင်းတို့ထွက်နေတာပါ ဒါပေမဲ့တကယ်တမ်းမှာကျတော့ဒါရီကကောလာဟာလတွေတာဖြစ်ပြီးဂျီယာပြောမြအောင်နဲ့အပြင်မှာတခါမှမဆုံးဘူးလို့ပြောလာတာပါတကယ်တမ်းဂျီချစ်ချက်နေတဲ့လူကပြောမြမောပဲအခုချိန်မှာနာမည်အရင်ကြီးကတနင်္ဂနွေလောင်းကပရိသတ်တွေရဲ့ချစ်ချင်းကိုအပြည့်အဝရရှိထားတဲ့ဂျိုးရှုအာဘန်ဖြစ်တယ်လို့ဆိုပါတယ်ဂျီယာဂျိုးရှုအာဘန်ကိုအားကြလို့လက်ဝတ်စင်ထက်တက်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်ခက်တကဂျိုးရှုအာဘန်သဘောချနေတဲ့သူကဂျီမဟုတ်ပဲတခြားတစ်ယောက်ဖြစ်နေတာပါဂျိုးရှုအာဘန်သဘောချတဲ့မြန်မာနိုင်ငံကအမျိုးသမီးတစ်ယောက်က မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးမိုးအီကိုဖြစ်ပါတယ်။အင်တာဗျူးတစ်ခုမှာမြန်မာနိုင်ငံမှာဗန်ကြိုက်ဆုံးမင်းသမီးတယောက်ကိုမေးလိုက်တဲ့အချိန်မှာတော့ဗန်ကကျွန်တော်အကြိုက်ဆုံးမင်းသမီးကမိုးအီကိုပါ။သူ့ရဲ့ခနာကောအမိုက်စားကြီးပါ။မိုးအီကိုကိုချစ်ပါတယ်ဆိုပြီးပြောတော့တာဖြစ်ပါတယ်။အဆိုပါအင်တာဗျူးအပြီးမှာပဲပရိသတ်တွေကကမ္ဘာကျော်မြမကုံဆောင်ချင်းတိုင်းရင်သားဖိုက်တာလေးဂျိုးရှူအာဘန်နဲ့မြန်မာနိုင်ငံရဲ့ထိပ်တန်းအချမ်းသာဆုံးမင်းသမီးလေးမိုးအီကိုကိုတော်တော်လေးသဘောတူနေကြတာဖြစ်ပါတယ်။ အထူးသဖြင့်မိုးရေကိုကအခုချိန်မှာအပြိုကြီးဖြစ်နေတာကြောင့်လဲဘရိတ်သက်တွေကမမရဲ့မောင်လေးဇလန်အဖြစ်နဲ့မိုးရေကိုနဲ့ဂျိုးရှုအာဘန်ကိုတဘောတူပေးနေကြတာဖြစ်ပါတယ်။အခုတကမှနိုင်ငံကျော်ထိတ်တမ်းမင်းသမီးကြီးထရိန်တာဘွေရဲ့တူမဖြစ်သူကြီးကပါဂျိုးရှုအာဘန်ကိုကြိုက်နေတာကြောင့်ဝမ်ချန်ပီယံရှစ်အထိလက်ဝတ်ထိုးဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ဘရိတ်သက်တွေကရောအချစ်အတော်ဂျိုးဝိုင်းစင်ကိုတက်ခါလက်ဝတ်ထိုးမဲ့ကြီးအပေါ်မှာဘလို့မြင်ကြပါသလဲ။ဂျီနဲ့ပတ်သက်ပြီးမိမိတို့ရဲ့အမြင်ကိုမှတ်ချက်ပေးတော့ကြပါအောင်ရှင်။